အားလုံးပဲမင်းလာပါဒီကနေ့မှာတော့စောပုံးဟိန်ဖန်းစီခံရပြီးနောက်မပူတုဖန်းစီခိုင်းနေသည့်အပေါ်မပူတုတုံ့ပြန်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးချင်ပါတယ်။ခြံတိုက်ပေးတော့မျိုးချစ်တွေကရန်ဖြစ်မယ်ဆိုရင်နီးပိန်းထက်ပူပိန်းတဲ့လူတွေကျမတို့ဖြစ်သွားလိမ့်မယ်။ထပ်ပြောပါမယ်။မျိုးညက်တွေကအကောင့်တုနဲ့ရန်တိုက်ပေးတာကိုမျိုးချစ်တွေကလိုက်ပြီးရန်ဖြစ်နေမှဆိုရင်ကျမတို့ကသူတို့နီးပိန်းလို့ခေါ်တာကိုဆိုတော့ကိုရဲ့နီးပိန်းထက်ပိုပြီးပိန်းနဲ့ဘောပိန်းနဲ့စိမ့်ပိန်းတွေဖြစ်သွားလိမ့်မယ် တော့အခုကဘာဖြစ်ချင်နေကြတာလဲမဘုတို့ကိုအဖမ်းခံစေချင်တာမဘုတို့အဖမ်းခံရရင်ရှင်တို့ပြောမှာလားရှင်တို့အဖမ်းခံစေချင်တာလားနိုင်ငံရေးမလုပ်စေချင်တော့လားဒါဆိုဟုတ်တယ်ကျွန်မအော်တော်တက်ခတ်မှုတွေများတယ်တော်ပြီနိုင်ငံရေးစိတ်ကိုမင်းနိုင်ငံရေးမလုပ်တော့ဘူးမဘုတို့နားပြီနိုင်ငံရေးနားပြီကျွန်မနိုင်ငံရေးတင်နားလိုက်ပြီအဲ့ဒါဆိုအန်ဒီတို့ပြောမှာလားအဲ့ဒါဆိုအန်ဒီတို့ပြောမှာလားဆိုတော့ကျမတို့ကဖေးဝမ်းတာကိုလေးလေးပြနေတဲ့ ပုံစံမျိုးတွေဖြစ်နေလို့เนาะဒီနေ့ဒီကြောင်းရလို့ရှင်းပြရကြံဖြစ်ပါတယ်။တစ်ခါကရန်သူကတွေ့ရတင်တိုင်းဓာမဆိုင်ဆိုပြီးကျမတို့ကိုဓာချင်းချင်းတန်းချင်းချင်းနေတဲ့အချိန်မှာကျမတို့ကအချင်းချင်းကြိုက်ကြုံနေကြုံကြိုင်မလို့ဖြစ်လို့ပဲ။ဥပမာကွယ် ် PDF တွေလက်နက်ကန်တော့ခေါ်ပါတယ် PDF ကိုတောင်မှနော်ပြင်မှုကျုံလုံးခြင်းမရှိတဲ့ PDF တွေမို့လို့မိဘအုပ်ထဲသူတွေပြန်လည်အနှံ့ပါတယ်ဆိုပြီးတော့ကြီးတယ်မှုကိုငယ်အောင်ငယ်တဲ့မှုပပြအောင်လုပ်လို့ရှိရင်ကျမတို့ကအပြစ်တင်ရှိရင်လည်းပဲကျမတို့အချိန်ကြီးကြီးတယ်မှုငယ်အောင်ငယ်တဲ့မှုပပြအောင်ဝေဖန်လို့ရတယ်ထင်းချောင်းပေးလို့ရတယ်ပြုတ်ပြင်ပေးလို့ရတယ်နော်ဥပမာကျမကျမဆိုလို့ရှိရင်ကျမကိုလာပြီးဓာတ်ရိုက်ဆက်သွဲလိုက်ဓာတ်ရိုက်လာပြောအဲ့ဒီလိုပြောပြရမယ်တောင်းရယ်အချင်းချင်းထိန်းချောင်းရမယ်တောင်းရယ်ရှင်းလို့ရမှာရှိတယ်အဲ့ဒီလိုမျိုးထိန်းချောင်းပြီးတော့ကျမကလက်မခံဘူးဆိုရင်အော်ငါတို့ပြောတယ်လက်မခံဘူးသူ့ထိုင်နေသူ့ကံသွားဒါမျိုးပဲဖြစ်တယ်နော် လက်ရှိမှာတက်မတော်ချက်တဲ့နိုင်ငံကိုချက်တဲ့တစ်ဖက်ကကျန်းဖက်သမားတွေရန်နေပြီးတော့လှုပ်ဆောင်တဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီအများကြီးတဲမှာမှာရှင်တို့တွေရှားကြည့်ပါ2020ရွေးကောက်ပွဲကျင်းပတဲ့အခါကဒီရွေးကောက်ပွဲကတမနာနဲ့ UC ပေါင်းပြီးလိန်နေတဲ့ရွေးကောက်ပွဲကြီးဖြစ်တယ်နိုင်ငံကြီးတိုးတုံးကဲခဲ့တာကျမရွေးကောက်ပွဲ PP ချင်းမဲပေး PP ချင်း NLD 9B ဆိုပြီးတော့တို့ကအုံနဲ့ကျင်းတဲ့အောင်ပွဲခံပြီးတပ်ခါစိတ်တက်တွေကြနေတဲ့အချိန်မှာရွေးကောက်ပွဲ PP နောက်တစ်နေ့မှာ NLD ပါတီလုံးဝအစိုးရမဖြစ်နိုင်ဘူးတမတော်က ဖွဲ့စည်းပုံကာကွယ်ရမယ်တာဝန်ရှိရဒါကြောင့်မို့တမတော်ကာကွယ်ရေးဦးစီးချုပ်ကိုရွေးကောက်ပွဲပြန်ကျင်းပပြီးလို့ကျမတို့တောင်းဆိုရမယ် UEC ကိုဖက်သိမ်းရမယ် NLD ပါတီအစိုးရမဖြစ်နိုင်ပါဘူးနိုင်ငံရေးကြိုးတုံးလွှတ်ခဲ့တယ်ကျမနော်အဲ့ဒီကနေလို့တမတော်တမဲယုံ၄ယုံဆက်တယ်တမဲယုံ၄ယုံဆက်ပြီးဆိုရဲကပုံမှန်၄၁၀ရတမရကကောင်းလုံးခေါ်ပြီးတချုပ်ကိုအာနာပေးလိုက်မယ်တမတော်ကအာနာထိန်လိုက်မယ်မနက်၂၀နဲ့တင်နှစ်လပိုင်း၃လပိုင်းမှာတမတော်ကပုံမှန်၄၁၀ရကောင်းလုံးခေါ်အာနာ ပေးပြီးတော့ပုံမှန်418ရာတက်မော်ကနိုင်ငံတော်အာဏာကိုထိန်းလိမ့်မယ်လို့နိုင်ငံရေးကြိုသုံးတက်ခဲ့တာကျမအခုလောလောဆယ်ဆယ်အလားရှုလားရှုဆိုလို့ရှိရင်လည်းအလားရှုနဲ့ပတ်သက်ပြီးရမခအကုန်လုံးကရမခတိုက်ပွဲမှာနိုင်နေတဲ့အချိန်မှာကျမတယောက်တည်းပြောခဲ့တယ်လားရှုကိုစကားသုံးလုံးလို့ပြောရင်ပယုံလုံးတော့ကြာရင်လုံးမပါနိုင်တဲ့အနေအထားမှာရှိပါတယ်ပြောရတဲ့ခါကျရင်တန်တဲ့ဘုံမကြီးအကုန်လုံးဝိုင်းဆဲတယ်ကျမတို့ကလားရှုရမခကိုနိုင်နေတယ်ပြောပြီးကျမကပယုံလုံးလို့ပြောလိုက်တယ် ဒီလိုနဲ့လာရှိုးကြီးကြောက်သွားပြီးတော့လာရှိုးနဲ့ပတ်သက်လို့သူပြောငါပြောပြောနေတဲ့အချိန်မှာလာရှိုးကို2025မေလမေလမတိုင်ခင်တော့မဟုတ်မေလကောင်မှာတမတော်ကပြန်ရလိမ့်မယ်လာရှိုးမှာကျမရဲ့ခန္ဓာလေးပညာရေးခန္ဓာလေးပြန်ပြီးလေပက်လိမ့်မယ်အချိန်တိကျတဲ့နိုင်ငံရေးကြိုးတုံးပတ်ခဲ့တာကျမမြန်မာတနိုင်ငံလုံးမှာလိုက်ရှာကြည့်ဘုံမကြီးအများကြီးရှိရတယ်မလို့ချက်တဲ့လူအများကြီးရတယ်တမလို့ထောက်ခံတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလိုနိုင်ငံရေးကိုဥပဒေပုံမှန်အတိအကျနဲ့အချိန်တိကျနဲ့နိုင်ငံရေးကြိုးပြီးသုံးသပ်နိုင်လာကျမပဲရှိရနော် ရှင်တို့တွေပြောလို့အားမပြုကိုကြီးတွေ့တဲ့ဆိုမနာလို့ဖြစ်လို့ရတယ်ဒါပေမဲ့အီရှင်ကအီရှင်မဲ့ဒါအမှန်တရားတွေတမားရလေလို့မရဘူးဗျအဲ့ဒီလိုမျိုးတွေခင်ဗျားတို့နော်ခင်ဗျားတို့ကိုယ်တိုင်လည်းမသိဘူးကြိုပြီးသုံးသပ်နိုင်တဲ့အီရှင်မရှိဘူးဒါကပကတိရှိတရားဆိုတော့ခင်ဗျားတို့အပြစ်ပြောနေတာမဟုတ်ဘူးကျွန်မအဲ့ဒီလိုမျိုးတွေလောက်ဆောင်မှုပေါ့လက်ခုပ်တီးပြီးအားပေးခဲ့ဘူးလား ပြန်ကျမတို့ပြန်ပြီးဖြေးကြမလို့ကိုကိုကိုပြန်ဖြေးကြည့်နဖို့ပေါ်လက်တယ်ရှင်းလာကြည့်ကိုเจ้าကိုတည်ဆောင်ကိုလိုက်ပြကိုအလုံးစုံမယ်စီရီတင်းမာနေပြီမဲ့တောင်ခန်းကိုလက်လွတ်ဆုံးရှုံးရတဲ့အထိစိုးရင်စရာမရှိဘူးလို့ TNLA ပြောတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တင်ပိုက်ထိန်ချုပ်ထားတဲ့နောင်ချုံမျိုးနယ်တောင်ခန်းဒေသမှာစစ်အုပ်စုနဲ့စီရီဆက်လက်ပြင်းထန်နေပြီမဲ့လက်လွတ်ဆုံးရှုံးရတဲ့အထိစိုးရင်စိတ်ပူစရာမရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ၄ရေဦးကပြောပါတယ် TNLA ရဲ့မေလအတွင်းစီရေးအခြေအနေနဲ့ပတ်သက်ပြီးဇွန်လ9ရက်ဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။နောင်ချိုတောင်ခမ်းဒေသရေဖြူကြောက်ကြမ်းရွှေမှုထောကွလာ တွေ့ရချူနောင်လင်းရပြင်းအုံမတီအုံမခါမတီမန်းတော်နောင်လီတီနောင်ချိုကြီးတောင်လာစတဲ့ရွာတွေမှာစစ်အုပ်စုနဲ့ TNLA တို့နှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်အုပ်စုကတောင်ခမ်းဒေသကိုပြန်လည်သိမ်းပိုက်နိုင်ဖို့မြေပြင်ရောဝေဟင်ကပါအပြင်းထန်ထိုးစစ်ဆင်လေကြောင်းပုံးကျဲတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ TNLA ဘက်ကတော့အပြစ်အခက်ရစဲရေးကိုတလားထက်မှန်တိုးမြင့်ထားပြီးခုခံစစ်အနေနဲ့သာတုံ့ပြန်နေကြရမှာနေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့ပြီးစစ်ရေးတင်ပါနေတာပဲဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်အုပ်စုဘက်ကစစ်အင်အားတွေဖြည့်တင်းနေသလို နေ့စဉ်မပြက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့လွေးရည်ဦးကပြောပါရယ်စစ်ရေးကဆက်လက်တင်းမာနေတယ်တစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေတွေ့နေရပါတယ်လက်ရှိကျမတို့တွားနေတဲ့အနေအထားကတော့တစ်ဖက်နဲ့တစ်ဖက်သည်စစ်ပြူဟာတိုင်းတွားနေတာဖြစ်ပါတယ်တောင်ခန်းကစိုးရိမ်ကြောင်းကြမှုမရှိဘူးလို့ TNA ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောပါရယ်စစ်ရေးပြင်းထန်နေတာကြောင့်ဒေသခံလူထုတွေအနေနဲ့လုံခြုံရေးအထူးကူးစိုက်ကြဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးတွေလိုက်နာကြဖို့လိုတယ်လို့သူကဆက်ပြောပါရယ် မင်္ဂလာပါမျိုးတို့ရေမျိုးညစ်တွေက အကောင့်တုတ်နဲ့ရန်တိုက်ပေးတာကိုမျိုးချစ်တွေကရန်ဖြစ်မယ်ဆိုရင်နီးပိန်းထက်ပူပိန်းတဲ့လူတွေကျမတို့ဖြစ်သွားလိမ့်မယ်ထပ်ပြောပါမယ်မျိုးညစ်တွေကအကောင့်တုတ်နဲ့ရန်တိုက်ပေးတာကိုမျိုးချစ်တွေကလိုက်ပြီးရန်ဖြစ်နေမယ်ဆိုရင်ကျမတို့ကသူတို့နီးပိန်းလို့ခေါ်တာကိုဆိုတော့ကိုရီးယားနီးပိန်းထက်ပူပြီးပိန်းနဲ့ဘောပိန်းနဲ့စိမ့်ပိန်းဖြစ်သွားလိမ့်မယ်အကောင့်တုတ်ပြဿနာကလေအာပထမဆုံးကျမတို့ဒီ Prime Media မဆနိုင်ပါဆိုဆိုပြီးတော့အကောင့် အကောက်တူနေပဲပေါ့နော်ကျမကို YouTube မှာလာပြီးတော့အာကျမကိုရန်စကားကြီးလာပြောတာပေါ့လာပြောတော့ကျမအကြည့်လိုက်ပြီးဆိုတာနဲ့ဩဒါသူတို့တော့မဖြစ်နိုင်ဘူးဆိုပြီးကျမတခါလေးအကောက်ဘန်းလိုက်တယ်မဘန်းရင်ထပ်ပြီးမှန်းမှာဆိုဘန်းလိုက်တယ်ပြီးတော့ကာယကံရှင်ဖြစ်တဲ့အဲ့ဒီ Prime Media ကို Viber ကနေတွားပြီးဆက်သွဲတယ်ကျမကိုဒီလိုဒီလိုမှတ်ထားတာတွေ့ရဲ့အကောက်တို့ထင်လို့ကျမဘလော့လိုက်ပါတယ်အကောက်စစ်ဆိုရင်တော့ဘာကြောက်ပါလဲဘာဖြစ်ချင်လို့လဲ ဒါပုတ်ခွေတော်တော်တလေးသွားမေးလိုက်တယ်သူတို့ကလည်းပြန်ဖြည့်ရှင်းပါတယ်မဟုတ်ပါဘူးပေါ့အဲ့တော့ကျမတွေးလိုက်ပြီစနိုက်ပါစုအကောက်တုနဲ့ကျမကိုလာပြီးတော့ရန်တိုက်လို့ရှိရင်ကျမအကောက်ပုံစံမဘုတုအကောက်တုဆိုပြီးတော့ရန်တိုက်လိမ့်မယ်ဆိုတော့ကျမသိတယ်ဆိုတော့ပြီးခဲ့တဲ့ဒီ28ရက်နေ့ကတော့မှကျမ YouTube ပဲအမြဲတမ်းမှာဆိုတော့လေကျမ28ရက်နေ့ကတော့မှကျမဒီမှာတက်တော်မှာမဘုတုမဟာသေးဆိုပြီးတော့အကောက်တုတစ်ခုပေါ်နေတယ်ဆိုတဲ့အကြောင်းကျမပြောခဲ့သေးတယ်ဆိုတော့အဲ့ဒီအကောက်တုကနေပြီးတော့ပြောတဲ့ဟာတွေကိုမတ်ရွှေမူမူ အမခေါ်ပေးမယ်အန်တီလိုအမီရပါနော်အန်တီရွှေမူမူနဲ့နန်းနွယ်နေနေလိုက်နန်းနွယ်နေနေနိုင်ကြပြားလေးတွေစားလေးတွေရေတော့ကျွန်တော်တို့အားပေးတယ်လေဒါသူတို့ကနေပြီးတော့ဒီအကောက်တုကရန်တိုက်တာတို့ယုံပြီးတော့ကျွန်တော်လာပြောတယ်ဆိုတော့ကျွန်မစဉ်းစားတာမြင်လိုက်တာနဲ့အကောက်တုမှန်တိတာနေတာကြီးကိုကြည့်လိုက်တာနဲ့အကောက်တုမှန်တိတာဘာလို့အကောက်တုလည်းတိတာလဲဆိုလို့ရှိရင်အမအန်တီရွှေမူမူတင်လာတဲ့ဟာမှာတို့ကြည့်လိုက်သူတို့စကရင်ရှော့ရိုက်ထားတဲ့ဟာမှာကြည့်လိုက်အဲ့ဒီဗီဒီယိုတွေမှာဝါတာမက်ပါတယ် ဝါတာမက်ဆိုရေးစားလေတင်မကျမမဟုတ်တော့မဟာသွေးဆိုရင်မဟာသွေးလေး4ပေါ့နော် F မဟာသွေးဖိုးဆိုရယ်ကျမရဲ့မဟာသွေးတတော်အကောင့်ရဲ့ရေစာဝါတာမက်ပါတယ်။အဲ့ဒီဝါတာမက်တွေပါနေတာကမူရင်းအကောင့်ကိုတင်တဲ့ဗီဒီယိုကိုစေ့ပြီးပြန်ပြီးတင်ထားလို့အဲ့ဒီဝါတာမက်ပါနေရရေစာပါနေရ။ဆိုတော့ကျမတို့ကနိုင်ငံရေးလုပ်တယ်ဆိုတာအဲ့ဒီလိုအသေးအဖွဲလေးရစားပြီးတော့တောင်းဆိတ်အောင်လုပ်ရတယ်လေ။ တောက်စီအောင်လုပ်ရတယ်ဥပမာရွှေမှုမှုဆိုရင်ရွှေမှုမှုကောက်ပေါ့ရွှေမှုမှု2ရွှေမှုမှု3စသည်ဖြင့်သူ့ရဲ့အကောက်ကဘီဒီယိုကိုသူများယူပြီးတင်လို့ရှိရင်အဲ့ဒီသူ့ရဲ့ရေစာအမှတ်ဝါတာမတ်ကနေပြီးတခြားအကောက်မှာပေါ်နေတယ်ဒါကိုကြည့်ကြရပြီးအကောက်တုံမဲ့အရင်သိတယ်နောက်တစ်ခုမက်ရွှေမှုမှုနော်အန်တီရွှေမှုမှုကိုကျွန်မဟိုးအရင်ကအန်တီရဲ့ဗီဒီယိုတွေကိုကျွန်မအကောက်ဆက်နဲ့အသေးတွေပေးထားတယ်ပေးထားတာရှိပါတယ်အန်တီဖုန်းကို screen record လောက်ပြီးတော့ပြန်ရှာကြည့်လိုက်ရှာရတော့လွယ်ဘာလို့လဲဆိုတော့အန်တီတို့ ဒီလိုဖိုင်နေမှာအသေးပေးတယ်လူက1000 2000မရှိဘူးအဲလူမများဘူးလူ1000 2000မရှိဘူးအသေးပေးတယ်လူကမများတဲ့အတွက်ရှားရတယ်လွယ်တယ်ပြန်ရှားကြည့်အရှင်းရဲ့ဒီလိုဖိုင်နေကိုကျွန်မအရင်ကအသေးလေးတွေပေးပြီးအားပေးရှင်ကျွန်မကိုပြောထားတာလေကျွန်မအရင်ကတွေ့တွေ့ပေမဲ့ကျွန်မအသေးပေးလိုက်တယ်ကျွန်မရမ်းမရှားဘူးကျွန်မအသေးပေးထားတာတွေရှိတယ်အဲ့ဒီလိုမျိုးကျမအကောင့်ဆင်းနဲ့အနီရွှေမှုမှုအသေးလေးပေးထားတဲ့ဟာတွေတော့မမြင်မဲနဲ့အကောင့်တူမှာကလေကြည့်တယ်လူကလူတစ်ထောင်တစ်ထောင်မရှိဘူးကြည့်တယ်လူကလူတစ်ထောင်တစ်ထောင်လောက်ပဲရှိတယ်ရှဲတယ်လူကလူတရာမပြည့် လူတစ်ထောင်နှစ်ထောင်လောက်ပဲရှိတဲ့အောက်တုကိုကြတော့အတ္တိမှုရွှေမှုမှုတို့နန်းရွယ်နေနေလိုက်လို့အမြင်တယ်လူတစ်ထောင်လူတစ်သိန်းလောက်ရှိရင်ကျမကကောင်းစစ်ကြတော့မမြင်ကြဘူးဆိုတော့အော်ဘလို့များပါလိမ့်ပေါ့ပြီးရင်ကျမတို့ကမျိုးညစ်တွေရန်တိုက်သမျှကိုလိုက်ပြီးရန်ဖြစ်လေဖြစ်နေအောင်ပိမ့်ပိမ့်လေလူတွေမဟုတ်ဘူးကွာအကောက်တစ်ခုရှာရဲဆိုတာအဲ့ဒီမှာဝါတမတ်ရေးစားပါပြီးသားအဲ့တုံးစာကိုရိုက်ပြီးရှာလိုက်တာနဲ့အကောက်စက်ကသူ့တော့ပေါ်လာပြီးသားနော်အဲ့ဆိုတော့ကျမကလေခံယူချက်တစ်ခုရှိရင်ကျမက ညညိုထိုးပြီးဝေဖန်ရင်ကျွန်မလက်ကုပ်တီးပြီးအားပေးရတဲ့တရေရှိတယ်။ငါကျွန်မကျွန်မဆိုလို့ရှိရင်ပေါ့နော်ကျွန်မအာတော့ဆိုကြတဲ့ energy ဆိုတာဆိုလို့ရှိရင်ကျွန်မ2019 2020တွေကကျွန်မမြေပြင်မှာမြို့သားကြီးလှုပ်ရှားတယ်။နောက်ကျွန်မအာ energy body ဆိုတာကိုကျွန်မတို့ကအတိုက်ခံနေလုပ်တယ်ဆန္ဒတွေပြရဲအဖမ်းခံရတယ်။နောက်2019-2020ကာလမှာကျွန်မတို့အဖမ်းခံရရဲစခန်းတွေမှာတွားရတရားရုံးတွေတွားရဆိုလိုချင်တာကအစိုးရကိုပဲကျွန်မတိုက်အစိုးရမဟုတ်တဲ့နော်တမရကြီးဝင်ကြီးချုပ်တမရနဲ့ဝင်ကြီးပေါ့နော်ဝင်ကြီးတွေပဲတိုက်တယ်အောက်ကလွတ်တော်အမတ်တွေတောင်မှပဲမတိုက်ခင်ဘူး။ ိတ်ပြောမဝေးဖန်ဘူးလက်ရှိမှာဆိုလို့ရှိရင်လည်းနာဆာကအစိုးရကောင်းရင်လက်ခုတီးတယ်နော်မှန်ရင်လက်ခုတီးအားပေးတယ်မှားတယ်ဆိုလို့ရှိရင်ကျွန်မလက်ရုပ်ထိုးပြီးထောက်ပြဝေးဖန်တယ်အစိုးရကိုပဲပြောတာအစိုးရမဟုတ်တဲ့တခြားဘသူ့ကိုမှနော်နောက်ဆုံး G1 နေဘုံမှုတွေတိုင်းမှုတွေကျွန်မစကားတွေအောင်ထည့်မပြောမဝေးဖန်ဘူးအဓိကအစိုးရတရားဖြစ်လာလို့ရှိရင်အဲအစိုးရရဲ့ကောင်းချစ်ဆိုချင်ထိုင်းချောင်းပေးတာပေါ့နော်ဆိုလို့ချင်တာကအဲ့လိုမျိုးမဘုဒ္ဓဘုကုလက်ညှိုးထိုးရရတယ်ဒါဆိုရင်မဘုဒ္ဓတို့အတွက်ရှင်တို့လေလက်ခုပ်တီးပြီးအားပေးခဲ့ဘူးလား哦。Oh. လိုက်ရှာကြည့်နော်2019-2020ရဲ့က NLD ပါတီအစိုးရလက်ထက်တဲ့ကကျွန်မမျိုးသားရေးမြေပြင်မှာတကယ်လုပ်တယ်ဝင်းရင်မှာတကယ်လုပ်တယ်လက်ရှိအချိန်ထိလည်းကျွန်မတို့မျိုးသားရေးလုပ်တယ်ဆိုတာကလိုင်းပေါ်မှာနေမြေပြင်မှာနေလုပ်နေတာမဟုတ်ဘဲနဲ့အဲ့ဒီမျိုးသားရေးသမားတွေရဲ့တာရေးနာရေးဘသူရဲ့တာရေးမဆိုဘသူရဲ့နာရေးလို့ဆိုကျွန်မတို့ရေးဆောင်ပါခြင်းကိုကြီးဆောင်ပါခြင်းကျွန်မဖေးမကူညီတယ်မှန်သောသစ္စာစကားခဲမျိုးသားရဲ့တမားရဲ့တာရေးမဆိုနာရေးမဆိုကျမတို့လူမရောက်ရင်ငွေရောက်တယ်ငွေမရောက်ရင်လူလူရောက်တယ်ဖေးမှကုညီရယ် မြို့သားရေးကြောင်းမှာဆိုလာစဉ်ကျွန်မတက်နိုင်တယ်လို့ဆုံးကတ်တယ်ဒီနေ့ဆို9ရက်နေ့ငါလာစဉ်9ရက်နေ့တိုင်းဆုံးကတ်တယ်၄နှစ်ရှိပြီဆိုလိုချင်တာကအဲ့ဒီလိုမျိုးကျွန်မလောက်ဆောင်မှုတွေပုံမှာရောအန်တီတို့အနေနဲ့နော်အန်တီရွှေမှုမှုတို့နန်းနန်းနေနေနိုင်လို့လက်ခုပ်တီးပြီးအားပေးခဲ့ဘူးလားတစ်ချိန်တစ်ခါလောက်လက်ညှိုးထိုးရဲလက်ခုပ်တီးပြီးအားပေးရတဲ့တက်တီလည်းရှိရတယ် နော်ဆိုတော့အခုကဘာဖြစ်ချင်နေကြတာမပုတ္တုကိုအဖမ်းခံစေချင်တာမပုတ္တုအဖမ်းခံရရင်ရှင်တို့ပြောမှာလားရှင်တို့ကအဖမ်းခံစေချင်တာလားနိုင်ငံရေးမလုပ်စေချင်တော့ဘူးလားဒါဆိုဟုတ်တယ်ကျွန်မအော်တော့တက်ခတ်မှုတွေများတယ်တော်ပြီနိုင်ငံရေးစိတ်ကိုမင်းနိုင်ငံရေးမလုပ်တော့ဘူးမပုတ္တုနားပြီနိုင်ငံရေးနားပြီကျွန်မနိုင်ငံရေးတွေနားလိုက်ပြီအဲဒါဆိုအန်ဒီတို့ပြောမှာလားအဲဒါဆိုအန်ဒီတို့ပြောမှာလား